မင်္ဂလာပါခင်ဗျာကျွန်တော်နိုင်ငံဟာငါနဲ့မတူငါရံသူဆိုတော့အတ္တနိုင်ငံရေးသမားတွေရဲ့တွေးခေါ်ဒီကြောင်းအကျံဖက်မှုပြိပက္ခတွေချာမှာလူသားအလုံးရဲ့အနာဂတ်တွေမြုံမှန်းချက်တွေကြောက်လန့်တုန်လို့မှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လူရည်လို့ကျွန်တော်အခိုင်အမာယူဆပါတယ် ိုင်းပြည်တည်ငြိမ်ဖို့တာယာဝါပြောဖို့လူသားအလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံစစ်စစ်မပြတ်လည်လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာဂရင်တွေ့ဖြေရှင်းပြနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်နောက်တော့ကောင်းအောင်တက်တဲ့ ဆောင်မုတ်တွေလိုအလွတ်ရွပြနေရမယ်အစားတကယ်ကိုအရွေးရှိတဲ့ဇက်လက်ကောင်းတွေပေါ်ထွက်လာတဲ့နဲ့အတူဒီဇက်လက်တွေကိုအချိန်ကန့်သတ်ချက် time frame သတ်မှတ်ချက်တွေနဲ့သတ်မှတ်ပြီးတက်တည်ပြနိုင်မှုကျွန်တော်တို့အစင်းနေရှိပါတယ်ကျွန်တော်မှာဒီလမ်းစဉ်တွေကိုအကောင့်တွေဖွင့်နိုင်မှုရေးချင်းရှိတဲ့လူပုဂ္ဂိုလ်တွေအပြည့်ဝရှိပါတယ်အဲ့ဒီလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေအထောက်အပံ့ပြုဖွဲ့တွေရတယ်အခိုင်အမာရှိနေပါတယ် အသင်နဲ့ရှိကြပါတယ်ကျွန်တော်တို့ဓာရီအလုံးတွေကျွန်တော်တို့ပါတီကပြင်ဆင်ဆောင်ရွက်မှုတွေဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ပဲပြောပြစီခင်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်